အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစည်းအဝေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါစေလို့ဒီနေ့ကနေပြီးကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့ဒါကျွန်တော်တို့ဒီနေ့မှာဒါကျွန်တော်တို့ဟိုမနေ့ကအဲ့ပေါ့တနေ့ကအဆက်ဖြစ်တယ်ဒါကျွန်တော်တို့ အဲတနေ့မို့မနီယာအဆက်ဖြစ်တယ်ဒါကျွန်တော်တို့ကိုလံဘီယာသားလေးရဲ့ကိစ္စကြောင့်ဒီနေ့လေးဒီဒီဖြစ်မယ်အဲဒါကျွန်တော်တို့မနီယာကြောင့်ပြောခဲ့လို့ပဲ Manchester United အသင်းဒီနေ့ဒါကျွန်တော်မနီကကစားသမားအသစ်တယောက်လူငယ်ကစားသမားလေးကိုခေါ်ယူနိုင်ခဲ့တာကိုကျွန်တော်တင်ဆက်ပေးခဲ့တာဖြစ်တယ်အဲဒီနေရာမှာဒါကျွန်တော်တို့ဒါဒီဒီဈေးတော့မသိခဲ့ရအောင်ဆိုတဲ့ပုံစံမျိုးကျွန်တော်တွေ့ခဲ့ရမယ်အခုလက်ရှိမှာနောက်ဆုံးတော့ဈေးသိခဲ့ရပြီလို့သိရတယ်ပါအဲ့တော့ဒီကစားသမားအတွက်ဒါကျွန်တော်တို့လက်ရှိမှာ Manchester United အသင်းကတော့ပေါင်9သိန်းခွဲကုန်ကျခဲ့တယ်ဆိုပြီးကိုလံဘီယာဘက်ကတင်ဒင်းထဏကိုင်းထွက်ပေါ်လာခဲ့တယ်ဒါလက်ရှိမှာဒီအသက်အရွယ်မှာဒီဈေးကတော်တော်လေးကိုမြင်မှ ားတဲ့ဈေးတကူဖြစ်ခဲ့ပြီးတော့လက်ရှိမှာ United ရဲ့ဒါကျွန်တော်တို့ခုနောက်ပိုင်းဒါအသက်ဆက်ရှင်နေအောင် recruitment process တွေမှာတော်တော်လေးကိုကောင်းနေတာကိုလည်းတွေ့ရမယ်။ကစားသမားကိုယ်တိုင်ကလည်း Manchester United အသင်းကိုရွေးချယ်ခဲ့တဲ့အတွက်ကြောင့် United ဘက်ကဒီကစားသမားနဲ့ပတ်သက်ပြီးလုံးဝ happy ဖြစ်ပြီးတော့ United ဘက်ကလည်းဒီကစားသမားကိုဒါကျွန်တော်မကြခင်အချိန်အတွင်းမှာတော့ဒီကစားသမားအတွက်ဒါကျွန်တော်တို့ နေရာတနေရာပေးနိုင်မှုအတွက်လည်းမျှော်လင့်နေတယ်လို့ပြောလို့ရတယ်မှာပါအဲ့ဒါကျွန်တော်လက်ရှိလာမယ့်နေရာဒီမှာဒီကစားသမားကလာရောက်ပြီး join မှာဖြစ်ပြီးတော့ဒီ United အသင်းစီမှာတော့ဒါကျွန်တော်လက်ရှိမှာကွင်းလေကစားသမားအသစ်နောက်ထပ်တစ်ယောက်ရောက်ရှိလို့လာမှာဖြစ်ပါတယ်အဲ့တော့ဒီကစားသမား United ဘက်က guarantee ပေးထားခဲ့တာတော့ကျွန်တော် first team မှာတော့ကျွန်တော် Yan Phan Yan Kha ဒါကျွန်တော်တို့အဆင်ပြေသွားမယ်ပေါ့နော် Yan Khan Yan Kha မှာဒါကျွန်တော်တို့ဒီကစားသမားကိုဒါကျွန်တော်အဆင်ပြေပြီးနေတာအသင်းရဲ့ first ဟိုဥပ first ဟိုမှာပါလေ အာ first day မှာဒါအသုံးပြုဖို့အတွက်ဒါကျွန်တော်စဉ်းစားပြီးသွားမယ်ဆိုတဲ့သတင်းကတော့ဒါတကယ်အမှန်ဖြစ်တယ်လို့သိရတယ်။အဲ့တော့ဒါကြောင့်မို့တဲ့ကစားသမားအနေနဲ့ United first day မှာပါဝင်ပတ်သက်ခွင့်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒီအသင်းကိုရွေးချယ်ခဲ့တယ်ပဲ။အဲ့ဒါဒီသတင်းရဲ့ဒါကျွန်တော်အဆက်ပေါ့။အဲ့တော့လက်ရှိနောက်တစ်ခုအနေနဲ့ခုလက်ရှိမှာတော်တော်လေးကိုဟစ်ဖြစ်နေတာက Harry Maguire ရဲ့သတင်း Manchester United အသင်းနဲ့ Harry Maguire ရဲ့စာချုပ်နဲ့ပတ်သက်ပြီးနှစ်မျိုးနှစ်ဖုံကစားသမားကိုရွေးချယ်ခွင့်ပြုထားတယ်။လက်ရှိလောက်ခလာစားထက်25ရာခိုင်နှုန်း30ရာရာ30ရာခိုင်နှုန်းထက်နှိမ်ပါတဲ့လာစားတစ်ခုကိုကန့်လန့်ဖို့တစီစဉ်ထားခဲ့ပြီးတော့စာချုပ်သစ်ထပ်မချုပ်ဖို့နဲ့နှစ်ခုကိုရွေးချယ် ချဲ့ထား권ပြီးသားတယ်။ဟဲ့မကွိုင်းအနေနဲ့အခုလက်ရှိသူ့ရဲ့လုခလာစာကိုသူကြည်နေတယ်ဆိုပေမဲ့ဒီထက်ဒီထက်ရောနေတဲ့လုခလာစာကိုသူအနေနဲ့လက်ခံသွားဖို့မရှိ။ဒါပေမဲ့ပြဿနာကဟဲ့မကွိုင်းကကိုယ်တိုင်ရွေးချယ်မယ်နေတာမှရှိတယ်။အဲ့ဒါကဟဲ့မကွိုင်းအနေနဲ့အခုလက်ရှိမှာသူ့ရဲ့လက်ရှိလုခလာစာကမြင့်တဲ့အတွက်ကြောင့်မလို့သူအနေနဲ့တခြားသောလိသွားတာဖြစ်ဖြစ်လက်ရှိဒါပရီးမီယာလိမှာဆက်နေတာဖြစ်သူ့နဲ့လုခလာစာကမြည်တို့ပင်ဆိုစေကမှုဒါအသိကြီးမဟုတ်ရင်တော့ရှော့ယူရမယ်သဘောရှိတယ်။လက်ရှိမှာဒါပရီးမီယာလိကအသိကြီးတွေကလည်းဟဲ့မကွိုင်းကိုအသိကနေခေါ်ယူဖို့တော့လက်ရှိမှာအစီအစဉ်မရှိဘူး။တော်တန်ဟော့စပါတင်တဲ့ဟဲ့မကွိုင်းကိုတစ်ချက်တော့စောင့်ကြည့်နေတယ်ဆိုပေမဲ့ မဲ့စပါးသင်းမှာကိုယ်တိုင်ကဘန်ဒေးဗစ်လိုကစားသမားမျိုးရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ခန်းစစ်ပိုင်းအတွက်ဒါဝါရင်ကစားသမားနောက်တစ်ယောက်ကိုခေါ်ယူဖို့အတွက်ဒါလက်ရှိမှာစဉ်းစားသေးဘူးလို့သိရတယ်ပေါ့အဲ့တော့ ပြန်ကြည့်မယ်ဆိုတာအသင်းကြီးတွေကလွင်ဟယ်ရီမဂွိုင်းရဲ့လက်ရှိလုခါလာစာကိုအသင်းတော်များကပြေးဖို့အတွက်ရှောင်ဖယ်နေသေးရတယ်ပါပဲဒီနေ့မှာကောလာဟာလာတွေရနျူကာဆယ်ယူနိုက်တက်အသင်းနဲ့ဟယ်ရီမဂွိုင်းရကိုအလွတ်နဲ့ခေါ်ယူဖို့တဲ့လာမယ့်နေရာဒီမှာဆွေးနွေးနေပြီဆိုတဲ့သတင်းတွေတက်လာခဲ့တယ်သူတို့ရဲ့လက်ရှိခန်းစစ်ပိုင်းမှာဒါ7ဘော့ဒ်မန်ကလည်းမကြာခဏဒဏ်ရာရလို့ဒါချင်ထားခဲ့တဲ့အတိုင်းမာလစ်တယောကူလည်းဒါကျွန်တော်နျူကာဆယ်ဘက်ကဝယ်ယူထားခဲ့ပြီးတဲ့နောက်ပိုင်းမှာခန်းစစ်ပိုင်းကသိပ်ပြီးအခြေအနေမကောင်းတာကိုတွေ့ရမယ်အဲ့တော့ပြောချင်တာကလည်းရှိမှာသူတို့နဲ့ဟယ်ရီမဂွိုင်းရအင်္ဂလန်သားလည်းဖြစ်တဲ့အေဒီဟောက်စိတ်ကြိုက်ပုံစံမျိုးလည်းဖြစ်တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဟယ်ရီမဂွိုင်းရ တို့အသင်းအတွက်ဒါ perfect ဖြစ်မယ်လို့ယုံကြည်ရတယ်မှာပါတယ်ဒါပေမဲ့ United ကလက်ရှိပေးတဲ့လစာအတိုင်းကိုတော့ကျွန်တော်တို့ Newcastle United ပေးမလားမပေးမလားမသိဒါပေမဲ့ပေးလို့ရတာဆိုလို့ Newcastle လက်ရှိမှာတသင်းပဲရှိပါအဲ့တော့ United ဘက်ကလည်းရှင်းပါတယ် Harry Maguire ကိုစာရုပ်သေးချုပ်ဆိုခြင်းနဲ့ဆိုရင်လက်ရှိမှာ25ရာခိုင်နှုန်း30ရာခိုင်နှုန်းလစာ short you အဲ့တော့ဆိုတော့ United ဘက်ကဒါ Kala 2ဒါကျွန်တော် 2+1 ပုံစံမျိုးနဲ့တရားဝင်ကန့်လန့်ဖို့တော့စီစဉ်သွားဖို့လည်းရှိတယ်ဒါပေမဲ့ Harry Maguire အနေနဲ့ကုသွားကဒါကျွန်တော်တို့ အဲ United မှာဆိုတော့သူလေကိုရိုင်းလာတခြားသောအသင်းကိုပြောင်းဖို့အတွက်စိတ်ပါဝင်စားတာဖြစ်ပြီးသူကိုရိုင်းလာတခြားသောအသင်းစီကိုပြောင်းရွှေ့ဖို့အတွက်ဒါစိတ်အားထက်သန်နေတဲ့ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေကြတော့တွေ့ရမယ်။ဒါနဲ့ပတ်သက်ပြီးလုံးဝ100%သတင်းမှန်လို့ပြောလို့ရတဲ့ဒါသတင်းစာအတွေကလည်းတက်လာခဲ့တာဖြစ်ပြီးတော့ဒါ Fabrizio Romano ကိုတိုင်ကလက်ရှိမှာ Manchester United အသင်းဘက်က Harry Maguire ကိုစာချုပ်သိချုပ်ဆိုဖို့ဆိုတာတဲ့ဆိုင်အသင်းကနေပြီးတော့အလွတ်တော့ခွာဖို့တက်တာပို့ပြီးတော့စိတ်အားထက်သန်လို့သိရတယ်မှာပေါ့ပါတယ်။ United ဘက်ကလက်ရှိမှာဒါကျွန်တော်လာမယ့်နေရာဒီမှာအလွတ်ထွက်ခွာတာတဲ့ဆိုင်ဒါကစားသမားတစ်ယောက်ကိုဒီနေ့ ောင်းရသည်မှာသာရရမဲ့ဈေးနဲ့ရရရော budget အရာဒါကျွန်တော်ရတဲ့ဈေးနဲ့ရောင်းသွားဖို့အတွက်ပြင်ဆင်တဲ့ကစားသမားတဦးရှိတယ်။ဒီလိုဝါရင်ကစားသမားပဲအဲ့ဒီကစားသမားကကာစီမဲရိုပဲ။ကာစီမဲရိုကို United အသင်းနဲ့လည်းရှိဒါကျွန်တော်လာမဲ့ဒါကျွန်တော်တို့အမ်ဆောင်းရသည်အပြောင်းရွှေ့ကြရင်ခေါ်ခြင်းတဲ့ကလပ်များရှိမယ်ဆိုရင်တော့ဈေးသက်သက်တန်တာနဲ့ဒါကျွန်တော်ပေါင်နှစ်သန်းနဲ့ပေါင်သုံးသန်းအောက်ကြားတဲ့ကူဒါကျွန်တော်ဈေးတစ်ခုနဲ့ရောင်းချသွားဖို့ရှိရဆိုတဲ့သတင်းထွက်လာခဲ့တယ်။ဒါပေမဲ့ကာစီမဲရိုကဒါအသင်းကနေထွက်ဖို့အတွက်လုံးဝအစီအစဉ်မရှိဘူး။သူ့နဲ့လာမဲ့နေရသည်မှသာစာချုပ်တန်တန်းကုန်သွားမှသာသူ့အနေနဲ့ဒါကျွန်တော်တို့ signing on bonus အပြည့်ယူပြီးတခြားအသင်းကိုပြောင်းမှုတွေဆီစဉ်ရှိတယ်။လက်ရှိမှာ Saudi Arabia PIF ကဒါကျွန်တော် club တော်တော်များများကတော့ Saudi ဒါကျွန်တော်တို့ Casemiro ကိုစိတ်ဝင်စားနေခဲ့ပေမယ့် Casemiro ရဲ့အပြောင်းရွှေ့အတွက်တော့ပတ်စံပေးမှုတွေလုံးဝစီစဉ်မရှိဘူး။ Casemiro ကိုသူတို့အသင်းကိုခေါ်ပြီးဒါကျွန်တော် signing on bonus ဒီတန်းလောက်ပေးလိုက်တဲ့ဆိုတဲ့ပုံစံမျိုးကလည်းလုပ်ဖို့အတွက်စီစဉ်ရှိပေမယ့်ဒါကျွန်တော်လက်ရှိမှာသူ့ရဲ့မိခင်အသင်းဖြစ်တဲ့ United ကိုစီစဉ်ပြီ။အဲ့တော့ United ဘက်ကတော့ကျွန်တော်လာမယ့် ဆောင်းရသည့်အတွင်းမှာဒါကျွန်တော်တို့ကာစီမေရိုကိုထုတ်ဖို့အတွက်ကြံစည်ထားခဲ့ပေမဲ့တကယ်တမ်းဒီအပြောင်းအရွှေ့ဖြစ်လာမှုရာဂိုင်းနှုန်းတွေကဆက်လက်ပြီးတော့နေပါနေစေဖြစ်တယ်လို့ပြောလို့ရမယ်တဲ့မှာပါပါတယ်အဲ့တော့မြို့သူမေဆိုးစီကမှလည်းရှိမှဒါကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းတွေဒီကကျွန်တော်ကာစီမေရိုတော့ဟယ်ရီမဂွားယားကိုအသင်းကနေပတ်ထုံနိုင်ခဲ့မယ်ဆိုရင်တော့သူတို့ရဲ့လုခလာစာဘိုင်းကတော်တော်လေးကိုရော့ကျသွားမှာဖြစ်ပါတယ်ယူနိုက်တက်အသင်းတွေဒါကျွန်တော်မနစ်ကလုခလာစာနဲ့ဒီနေ့လုခလာစာတော့တော်တော်လေးကိုကွာဟမှုကြီးမာနေပြီးတော့အကယ်၍သာလက်ရှိမှဒါကာစီမေရိုတို့နဲ့ကျွန်တော်ဟယ်ရီမဂွားယားတို့ဒါအသင်းကနေပြီးတော့ထွက်ခွာသွားခဲ့မယ်ဆိုရင်တော့လုခလာစာဘိုင်းကတီးတတကိုပို့ပြီးတော့ ရော့ချသွားမှာဖြစ်တယ်လို့လည်းကျွန်တော်သိရတယ်မှာပါပါတယ်အဲဒါပေမဲ့ကျွန်တော်လိုကာလာဆာအများဆုံးဆိုရဲဆိုတာမှန်မဲ့ဘရူနိုဖာနန်ဒက်စ်ကိစ္စအဲဘရူနိုဖာနန်ဒက်စ်ကိုမန်ချက်စတာယူနိုက်တက်ဒင်းနဲ့လာမယ့်နွေရာသီမှာဈေးကောင်းရမယ်ဆိုရင်တော့ရောင်းသွားဖို့အတွက်စဉ်းစားနေရဆိုတဲ့ကောလာဟာလာဆန်သတင်းထွက်လာခဲ့တယ်ဒါပေမဲ့ဒီသတင်းတွေတော်တော်များများကဆော်ဒီဘက်ကတက်လာတဲ့သတင်းတွေပုံများပြီးလက်ရှိမှာအင်္ဂလန်ဘက်ကတက်လာတဲ့သတင်းတွေတော်တော်လေးကိုနင်းနေတာကိုတွေ့ရမယ်ဒါပေမဲ့အင်းနီယိုစ်အုပ်စုအနေနဲ့အခုလက်ရှိမှာဘရူနိုဖာနန်ဒက်စ်ကိုလာမယ့်နွေရာသီမှာထိုက်တဲ့နယ်ဈေးတစ်ခုရရင်တော့စဉ်းစားသွားမယ်ဆိုတဲ့သတင်းတွေလည်းလက်ရှိမှာဒါသက်ဆန်တို့ဒေးလီမေးလို့မှတက်နေခဲ့ပြီမြေ ဲ့ TN1 journalist ကြီးကစီဝဘာသတင်းမှတိတ်ပြီးကြားနေတာတော့မတွေ့ရသေးဘူးလို့ပြောပြရစီအဲ့တော့မြည်သွပင်စူစီကမူလက်ရှိမှာဒါ United အသင်းနဲ့ဒါကျွန်တော်သိပုံရအခုလက်ရှိမှာပြောနေဆိုရင်နေနဲ့ လောက်ခလာစာဘိုင်းမှာလောက်ခလာစာအများကြီးကစားသမားတွေအသင်းကနေပြီးတော့မတိမတာပထုံနေတာကိုတွေ့ရမယ်အဲ့တော့ဒီနေ့မှလည်း Bruno Fernandes ပါလာပြီ Bruno Fernandes ကို United အသင်းတကယ်ပဲရောင်းသွားမှာကောလာခလာတရင်းနေလို့ပဲဒါကြောင့်ထကေးကိုတစ်ဖက်အသင်းနဲ့ကန်လန်းနဲ့ဈေးများကောင်းခဲ့လို့ရှိရင် United အသင်းနဲ့ရောင်းဖို့စဉ်းစားသွားမလားဆိုတော့လာမယ့်နေရာဒီမှာပဲတစ်ချက်လို့ကြည့်ရမယ်ဒီမှာပါတယ်တော့ကနေဆောင်းရည်ပြောင်းရှုချင်တယ်ဒီတရင်းနဲ့ပတ်သက်ပြီးနည်းနည်းပါအညောင်အညောင်တရင်းနေတက်လာမယ်ဆိုတော့တည်ကြတယ်ဒါပေမဲ့လက်ရှိမှာ United နဲ့ပတ်သက်ပြီးဒါအဝင်ကိုတော့ကစားသမားအဝင်ထွက်အကြံကြံမမအကြီးမမကူတော့ဒါကြောင့်လာမယ့်ဒါဆောင်းရည်ဒီမှာလာမယ့်နေရာဒီမှာပဲပြန်ပြီးတွေးရဖို့ရကဲ င်းတို့များပါအဲ့တော့ United ဘက်ကပြန်ကြည့်မယ်ဆိုရင်လက်ရှိဒါကျွန်တော်တို့အနေနဲ့လုခလာစာကိုဒါနှစ်သိန်းနဲ့နှစ်သိန်းနှစ်သောင်းပတ်ချာလေးဝင်ငင်ကြပဲထားခြင်းနဲ့နောက်တစ်ယောက်ကလုခလာစာနဲ့ပတ်သက်ပြီးမေဆန်မောက်ပါမေဆန်မောက်ကိုလက်ရှိမှာ United အသင်းအနေနဲ့စာချုပ်အသစ်ပုံစံစာချုပ်ပုံစံမျိုးဒါကျွန်တော်တို့ကိုပြောမယ်ဆိုရင်ကအဲစာချုပ်ကောက်ကိုဘော duration တိုးလိုက်တာမဟုတ်ဘဲနဲ့စာချုပ်အစ်စ်ပုံစံမျိုးကန်လန်မှုတို့ United ကဒါကျွန်တော်တို့အဲကန်လန်မှုစဉ်းစားတာပေါ့အဓိကခုနကပြောလက်ရှိမှာ ဒါမေဆန်မောင်ရဲ့စာချုပ်ကဈေးကြီးတယ်လို့သူတို့အနေနဲ့သတ်မှတ်ခဲ့တဲ့အတွက်ကြောင့်မို့ဒီစာချုပ်ကိုတော့ကျွန်တော်ဈေးဖြတ်ပြီးတော့ဒါကျွန်တော်လက်ရှိမှာတသိန်းခွဲအခုလက်ရှိမေဆန်မောင်နှစ်သိန်း15000ကမှဒီရနေတာအဲ့ဒီကလက်ရှိမှာ United ဘက်ကနေတသိန်း8000တော့ရှော့ချပြီးတော့ bonus fee ပုံစံမျိုးနဲ့တွားဖို့ရှိတယ်ပြီးတော့မေဆန်မောင်အနေနဲ့ဒီစာချုပ်ကိုလက်ခံလာလက်မခံလာကျွန်တော်မသိရတယ်ဒါပေမဲ့ United အသင်းကအခုလက်ရှိမှာကစားသမားအတိုင်းကိုနှစ်သိန်းနှစ်သိန်း2000နဲ့ဒါကျွန်တော်တို့ဒီကြားထဲမှာသူတို့နဲ့ salary cap လုပ်ဖို့ရှိတယ်အဲ့တော့မေဆန်မောင်ကဒီကြားထဲမှာဒါကျွန်တော်စာချုပ်တစ်ကိုလက်ခံပါလားလက်မခံဘူးဆိုလဲဒီစာချုပ်ဒိုင်းမန်ထပ်သွားမှာလားတချို့တော့စောင့်ကြည့်ရမယ်အကဲဒီစာချုပ်တစ်ကိုလက်မခံ မှုဆိုတော့မေဆန်မောင့်ကိုမန်ချက်စတာယူနိုက်တက်တင်ဒါကျွန်တော်တို့ရောင်းသွားဖို့အတွက်လည်းစဉ်းစားသွားမယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ဒါပေမဲ့မေဆန်မောင့်ကလက်ရှိမှာရူဘဲအာမိုရင်းရဲ့ favorite ကစားသမားတစ်ယောက်ဖြစ်တဲ့ကြောင့်ဒီနေသားမှာတော့တိတ်ပြီးတော့အရန်ကြီးလွယ်ကူမယ်လို့ကျွန်တော်အနေနဲ့မထင်ဘူးလို့ပဲကျွန်တော်အနေနဲ့မြင်မိတယ်။ဒါတော့ပါပဲ။အဲ့တော့လက်ရှိမှာနောက်ဆုံးသတင်းတစ်ခုပြောရမယ်ဆိုမန်ချက်စတာယူနိုက်တက်အသင်းကတော်တန်ဟော့စပတ်အသင်းလို့ပါပဲ။ဒါကျွန်တော် Harry Kane ရဲ့ agent နဲ့ Dawson Schneider ပြီးဆက်သွယ်နေလို့သိရတယ်မှာပါတယ်။ဒါပေမဲ့ညရာဒီမှာ Harry Kane ကိုဒါကျွန်တော်တို့ပေါင်း တန်း90ပတ်ချာလေးဝင်ကြယူရိုတန်း98သန်းပတ်ချာလေးဝင်ကြညာနဲ့ခေါ်ယူလို့ရနိုင်မယ်ဒါစာချုပ်ဖြတ်သိမ်းကြီးရှိရတဲ့ကြောင့်မို့တော့တော်တန်ဟော့စပါတင်းကိုဟယ်ရီကိုကျွန်တော်ဒါမန်ချက်စတာယူနိုက်တက်တင်းကိုသူ့ရဲ့ဒါကျွန်တော်ညီဖြစ်သူဒါကြောင့်သူ့ရဲ့အေဂျင့်လည်းဖြစ်တဲ့ချာလီဂိန်းနဲ့တောက်လျှောက်ဆွေးနွေးမှုပြုလုပ်နေခဲ့တယ်တော်တော်ဟော့စပါတင်းကချာလီဂိန်းနဲ့ဆွေးနွေးနေမှာလမ်းတစ်ခုပေါက်နေခဲ့ပြီးချန်ပီယံလိပြန်ရရခဲ့တယ်ဆိုရင်တော့လာမယ့်နှစ်မှာချန်ပီယံလိဝင်ခွင့်ရမယ်ဆိုရင်တော့ဟယ်ရီကိန်းကစပါးကိုပြောင်းရွှေ့ဖို့အတွက်အခွင့်အရေးများနေတယ်ဆိုတာမှန်ပေမဲ့ဟယ်ရီကိန်းကိုယ်တိုင်ကလက်ရှိမှာကပရီးမီးယားလိပြန်လာခဲ့မယ်ဆိုရင်တော်တော်ဟော့စပါတင်းကိုသူ့နောက်ကကျွန်တော်ဒါမန်ချက်စတာယူနိုက်တက်တင်းကိုသူတို့အများကြီးစဉ်းစား ာတယ်။အင်္ဂလန်ကစားသမားလေးဖြစ်လို့ Ineos ရဲ့တော်တော်လေးကို favorite ဖြစ်တဲ့ကစားသမားဖြစ်တဲ့ကြောင့်မို့ Harry Kane ကိုဒါကျွန်တော်တို့ Premier League စီကိုဒါကျွန်တော်တို့ Manchester United သင်းစီကိုပြန်ခေါ်ဖို့အရေးကဒါကျွန်တော်တို့ Ineos တို့အတွက်တော်တော်လေးကိုအရေးပါတယ်ဆိုတဲ့ပုံစံမျိုးတွေကိုဆက်လက်ပြီးတွေးကြရတဲ့ဘက်မှာရှိတယ်။အဲ့တော့ဒီလိုမျိုးဆိုစီကမို့လက်ရှိလာမယ့်နေရာဒီမှာ Manchester United အပြောင်းလဲတွေကဆက်လက်ပြီးတော့ကြံတန်းမှုရှိတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကိုတော့ကြံပြပါဦး။ ။ဘာလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းရည်လို့ဆိုတာပေါ့ကိုညီလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်ပါမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုးတော့ပါနဲ့။ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲ။ကျွန်တော်တို့ညောင်းမှာပဲ AACC တွေ့ကြတာပေါ့။အားလုံးမကြိုးတော့ပါနဲ့။ကျွန်တော်တောင်းခံပြပါဗျ။ကျွန်တော်နောက်မှာ AACC တွေ့ကြတာပေါ့။ဒီပါဗျ။